တော်ပြမနာမျိုးဘိုးတောက်ထိန်လန့်ရှိ ရောင်နေဥရွှေဆိုင်ကိုဒီကနေ့နိုဝင်ဘာလ10ရက်မနက်9:00နာရီခန့်မှာဓမြတိုက်မှုရမှုထိပွားခဲ့ပါတယ်။လူရက်သူတွေကိုစိုင်းရှင်အမကလိုက်ဆွဲပြီးနောက်ကလိုက်နေတာကို CCTV မှတမ်းမှ တွေ့ရပါတယ်။နောက်ပိုင်းမှာတော့ရက်ကွာက ဝိုင်းဖန်းလို့မြစ်သွားပြီးတက်ဆိုင်ရာမှာတွေ့မှုအတိုင်းဆက်လက်ဆောင်ရွက်မယ်လို့သိရပါတယ်။ ခိုးပါငါပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အဆွတ်ဆွတ်ခံဘူးလားအလာမမင်ရာမျိုးရေအီမိုကေ YouTube channel ကိုလိုက်ပါတယ်ဒီရက်ဒီဆက်ပေးမဲ့တင်ကနေပြီးတော့ပြေမနာမျိုးရောင်ဒီဦးရွှေဆိုင်မှာဓမြဝင်တက်တဲ့လင်မြန်းနှစ်ယောက်ဖမ်းပြီးတဲ့တင်ကိုတိဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ message မျိုးလည်းတည်အောင်လို့ဗုဒ္ဓရနေနဲ့ live ပြီးတော့မျှဝေတိဆက်ပလေးခြင်းဖြစ်တယ်ဒါကြောင့်မကျွန်တော်ပြပန်လေးကိုဆုံးတဲ့ live ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဒါကြောင့်ကျွန်တော်ပြပန်လေးကိုစလိုက်ရအောင်ပါ ရက်ကွက်တဲ့လူညီလို့ဗျာနော်သနတ်တူနေနော်ကဲဒီမြန်မြောက်ဖမ်းမိရနော် ဟုတ်အတင်ရဲတာဗျာနော်ဥောင်းတွေရောတုံလူရောအရောင်းမဲကြီးစိုက်ကြပြန်နော်ကျွန်မိတ်ရွှေလေးမျိုးတွေတင်တော့တာများလို့မှတ်ထားရအောင်မျိုးလားဘယ်လိုများလဲ

ဘဝမှာကိုယ်တခိုးပါငါပစ္စည်းကိုမင်းယူသွားပါတယ်ဆိုပြီးတော့အဆွတ်ဆွဲခံဘူးလားအဲ့ဒီခံစားချက်ပေါ့နော်ကိုယ်တငယ်ချင်းဆိုရင်လူကပြောလာတဲ့အချိန်ကျရင်ကိုကိုယ်တိုင်းလည်းမဟုတ်ဘူးသူကိုယ်တိုင်းလည်းမယုံနိုင်ဘူးဆိုတော့လွန်ခဲ့တဲ့၃ဘတ်လောက်တုန်းကပေါ့နော်တငယ်ရဲ့တယောက်နဲ့တတ်တွေ့တယ်ဒါနဲ့ကိုကကိုယ့်အနေကိုအိမ်မှာဆက်ပြုတ်ပြီးတော့ ကိုကိုပိတ်ရလေးမှာဗီယာလေးတောက်မယ်ပုံမှန်လုံနေကြအတိုင်းလေးပဲအဝလေးရှော့မယ်ဗီယာလေးတောက်မယ်ဟင်ကောင်းကောင်းလေးရှက်မယ်ဒီလိုပဲနေတယ်ဒါနဲ့ဒီသူငယ်ချင်းကသူအဲ့နေရအလုံနာရတဲ့တဲ့မတွေ့ရလေကြာပြီနေတာတော့နည်းနည်းလေးပဲတငယ်ချင်းဆိုရင်မဲ့ဂျပန်တူတူလာတာပေါ့နော်တသင်တန်းနဲ့အမှဆက်တွေ့တာဒါ8အဲ့တွေ့ရလေကြာပြီဟုတ်တယ်လို့တွေ့နေတွေ့မယ်ပေါ့ဒါနဲ့သွားလိုက်တာ မနက်ဟိုအထိသွားတာညနေ6:00လောက်ကနေပြီးတော့မနက်6:00လောက်အထိပေါ့နော်အဲမြန်မာဆိုင်မှာပဲအချိန်ကြီးကုန်တယ်နေရာသားတောက်တယ်စားရတယ်စကားတွေပြောတယ်သူလည်းမြန်မာဆိုင်ဖွင့်မဲ့အကြောင်းတွေပြောပြတယ်ဟိုလည်းကောင်းတယ်အားပေးတယ်ဒီမိုင်းပြန်ရောဘာကြီးလောက်ကြမလဲငါတို့ဆိုပြီးတော့စကားတွေရှောက်ပြောကြတယ်ပေါ့နော်နောက်သူ့ရဲ့လယ်ဘင်းမှာဆွဲလာတယ်ဆွဲကြည့်ရတုတ်တုတ်ကြီး ုတ်ကြီးဆိုကွာအော်မိုက်တယ်ပေါ့မင်းဆွဲကြည့်ပဲဝယ်တာအဆင်ပြေနေရပဲပေါ့မြန်မာငွေနဲ့ဆိုတော့300လောက်ပဲရှိတာပေါ့ဗျာအဲ့တော့အဲ့ဒီဆွဲကြူကကွာရှိကျူးလိုက်တာကိုအမှားအိမ်ပြန်နေချိန်ကျတော့အဲ့ဒီဆွဲကြူကသူ့စီမှာပါမလာဘူးတဲ့နောက်တစ်ကြော်ဖုန်းဆက်တယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်ဆွဲပေးလိုက်တယ်တဲ့ဒီဘူတာရှိမှတဲ့ဆိုတော့ မူးနေကြတာပေါ့နော်သူလည်းမူးနေကိုလည်းမူးနေသူလည်းတိတ်မှတ်မိတော့ဦးလည်းပြောတယ်ဆိုတော့အေးဆွဲပြလိုက်တယ်ဆိုရင်တော့ပါလာရင်တော့ငါအဲ့အရာတွေမှာရှိမှာပေါ့ပြုတ်ကျနေတာပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ကိုလည်းရှာတယ်မတွေ့ဘူးနောက်ပြီးတော့တေချာဆွဲပြလိုက်တယ်ဆိုရင်တော့ကျွတ်เสียရလဲအကြောင်းမရှိဘူးနော်လေဘဲမှာရှိမှာပေါ့ငါတော့မဆွဲပြဘူးလို့ထင်တယ်ဟောအဲ့လောက်ကြီးကတတိမလွတ်သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးပြပြရတယ်တော်လေဟီဟာပဲပုံစံပြောပြောတော့လေဘာဖြစ်လဲနဲ့ဘာဖြစ်ပါဦးတဲ့ တလားစာပဲရှိတယ်ဗောဟုတ်တယ်လေလို့တလားစာလည်းရှိတယ်လို့ကိုကလည်းအဲ့လိုကြီးရေမကြီးပါဘူးလို့ပြောဝဲကိုသုံးပြားလည်းပျောက်တာပျောက်ပြီးပဲထားလိုက်တော့လို့တိုင်းစိတ်တထားအမိနဲ့လို့ကိုကစိတ်ညစ်မှဆိုလို့သိရမလားကိုတော့ကလည်းဒီလိုပတ်စံနေပါရင်ဆုံးရှုံးရင်ဘာဖြစ်လဲငါမမွေးဝအောင်တလားစာပဲရှိရနှစ်လားစာပဲရှိရဒီလိုပဲဖြစ်သိမ့်ပြီးတော့နေခဲ့တာဆိုတော့အဲ့လိုကြီးကိုကခံစားပေးမနေဘူးကသိရမလားအဲ့တော့လည်းပြီးသွားပြီပြီးသွားတော့နောက်တစ်ပတ်ကျတော့တငယ်ရဲ့နှစ်ယောက် နဲ့ထက်တွေ့ပြီးတော့သူကထက်ခေါ်ထက်ခေါ်တော့ကိုလည်းထက်သွားတယ်ထက်သွားပြီးအေးအေးပဲတောက်စားပြီးတော့မတွေ့ရရင်လည်းနှိပ်ရှိနေကြပြီဆိုပြီးတော့ဒါနဲ့အဲ့နေပြန်လာပြီးတော့နောက်နေ့လည်းကြာသူကဒိတ်ပြောချလိုက်ကောမမိပြီတဲ့ဒီဆွဲကြိုးပေါ့နော်သူကိုယ်တိုင်ဆွဲပြလိုက်တာတဲ့ဘူတာရှိမှာတဲ့သူသေချာမှတ်မိပြီတဲ့အဲ့ဒါပြန်ပြီးပါတဲ့ ပြန်မပေးဘူးဆိုလည်းရတယ်လေလှူတယ်လို့ပဲသဘောထားလိုက်မယ်တဲ့ဆိုစကားဒါရင့်သွားရင်လေကဲဒါနဲ့မင်းငါခိုးတယ်လို့ထင်နေရလားလို့ဟိုတခါတော့စကားပြောပြောတာငါတို့ပြီးပြီလို့မင်းငါအဲ့ဒီအခဲမကြည့်တာလားငါယူရလို့ထင်နေတာလားမဟုတ်ဘူးတဲ့ခိုးတယ်လို့ပြောတာမဟုတ်ဘူးတဲ့ကျွန်တော်ကိုယ်တိုင်ဆွဲပစ်လိုက်တာတဲ့ဟုတ်ပြီငါတော့မယူသေးကြတယ်ဘာဖြစ်လို့လဲဆိုတော့ငါ5%ရှိတော့ငါရွှေဝယ်မဲ့ကောင်မဟုတ်ဘူးငါရွှေမကြိုက်ဘူးအခုတက်ရည်ရွှေလည်းငါမဝယ်ဘူးလို့ ဝဲနိုင်တယ်ဒါပေမဲ့မဝဲဘူးလို့ငါဖန်စီပဲကြိုက်တဲ့ကောင်းလို့မင်းဟာလကားပြီးတော့မယူဘူးလို့ရှင်းပြောတယ်ပြပြလိုက်တယ်ဒါမဟုတ်ဘူးရှင်းရှင်းနော်မဟုတ်ဘူးတဲ့ရဲစခန်းတောင်းမှမလို့တဲ့တေချောင်မေးတယ်ဩတကယ်တော့သိရမလားရဲရဲဆိုတဲ့အရာနဲ့ပြောလိုက်ရင်သိရမလားကိုကြောက်သွားမလားလို့ကိုမမဟုတ်တာမလုပ်ထားတာကြောက်เสียတချောင်းမှမရှိဘူးလေဒါနဲ့ပဲโอเคသွားရဲစခန်းသွားလိုက်ငါ မอยู่တဲ့အတွက်ငါအေးစေးပဲပြီးရင်ငါ့ကို CCTV တွေအကုန်ပြအမမင်းလမ်း CCTV ကြည့်မှမလားပြီးရင်ငါ့ကိုပြဟုတ်လားမဟုတ်လားဆိုတော့သူသွားတယ်တဲ့ yes ကန်သွားတော့ yes ကန်ဘုရားရုံဝန်ထမ်းသွားမေးလို့ပြောတယ်တဲ့သူကအလုံးသွားမှာမလို့မမေးခဲ့ဘူးတဲ့တနေ့ကနေနေ okay အဲ့ဒါတနေ့လာနေနောက်ပြပိတ်ရသွားမေးပါငါမင်းတက်တော့ဘူးသိကျင်နေတယ်နောက်ရင်ငါအဲ့လိုဆွဆွမခံနိုင်ဘူး ဆိုတော့နောက်နေ့တနင်္လာနေ့ကျတော့ညရောက်တော့ကိုက support လိုက်တယ်မင်းသွားပေးပြီလားဆိုတော့အဲ့နေလို့တဲ့သွားပြဘူးတဲ့မဟုတ်ဘူးလို့မင်းကတအားကြီးကိုငါတစ်ထစ်ချဆွဆွဲနေတာလို့အဲ့တော့သွားပါဖြစ်မှသိရတာဗောမင်းလဲစိတ်ထဲမှာအခုခဲမကြီးဖြစ်နေတာပဲနောက်ပြီးငါလဲဆွဆွဲခံရတာမကောင်းဘူးဒီလိုခင်မမှုမျိုးကနေတသိန်းဆန်တဲ့ပုံစံဖြစ်သွားတာဗောနော်တကောင်စကားတွေကသူပြောတဲ့အခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးတဲ့ခိုးတယ်လို့ဆွဆွဲတာမဟုတ်ဘူးဆိုရင် ဒီလှူတယ်လို့သဘောထားလိုက်မယ်ဆိုတဲ့ဇာတ်ကဘာအဓိပ္ပာယ်တက်ရောက်လဲဆိုတော့သူမသိဘူးနဲ့တူပါတယ်။ဒါနဲ့ပဲသူလည်းမတော်အောင်အာနဲ့သူ့ချက်ပြီးတော့ထားဖို့လေအကြောင်းပြန်ပါငါ့ကိုတိတိကျကျငါသိချင်တယ်ဘာလို့လဲဆိုတော့မကောင်းဘူးတကယ်ချင်းမျက်နှာပြက်တဲ့တရားနဲ့တရားဆိုပြီးတော့ကိုကစားဖို့လေစားတော့အခုထိမကြည့်တော့ဘူးဟိုတခုံးမဲ့သူပြန်ပြောခဲ့တယ်တောင်းမှတ်ပါတယ်တဲ့ကျွန်တော်လည်းသိပြီးတော့မှတ်မိဘူးတဲ့ငါတို့ကတေချာမှတ်မိတယ်ဆိုပြီးပြောခဲ့တယ် ။နောက်ဆုံးရဲတိုက်မယ်ဆိုပြီးတော့လည်းသူပြောခဲ့တယ်။ရဲစခန်းသမိမယ်ဆိုပြီးတော့ပြောတယ်။အဲစကားတွေကတေချာပြောခဲ့တဲ့စကားတွေပေါ့နော်။ဒါအောင်ယင်ဒီလွန်ကြည့်တယ်။ဆိုတော့လွန်ခဲ့တဲ့လင်ငါးနှစ်လောက်ကစိတ်နေဆိုတော့သိရမလား။လောကတကယ်ကျွန်တော်အကောင်လုံး public တပါရှပြပလိုက်မှာအဲ့လိုစိတ်ပေါ့နော်။ Facebook မှာလည်းတငယ်ချင်းတွေသူတငယ်ချင်းတွေလည်းအများကြီးကိုယ်တငယ်ချင်းတွေလည်းအများကြီးပဲ။အစားတော့ခဏစဉ်းစားငါဘလိုင်းစော်ကခံရတာပေါ့နော်။ ငါယူတာလည်းမဟုတ်ဘူး तू ငါ့ကိုဆွဲပေးတယ်လည်းပြောနေတယ်ငါ့ကိုဆွဲပေးအောင်လဲငါလည်းဆွဲပေးတော့မယူမဲ့ကောင်မဟုတ်ဘူးသူများပစ္စည်းဘာလို့မှလဲကိုကိုလည်းစဉ်းစားတယ်ကိုမဟုတ်တာလည်းသိတယ်ဒါပေမဲ့အဲ့လိုပေါ့လှုပ်ရှင်လူတယောက်ကိုသိရမှာလားလှုပ်ရှင်စိတ်ကအပြည့်ရှိတယ်မကောင်းသူ့လိုပြန်လှုပ်ရှင်တာဒါပေမဲ့မလှုပ်တော့ဘူးလို့ထားလိုက်တော့မယ်လို့တော့လမ်းတွေ့နေမှာမယ်ကျွန်တော်တို့ကခေါ်ပြောလှုပ်မဲ့ ရှင်နေမျိုးမရှိတော့ဘူးကွာတည်ရမှာပြီးသွားပြီကိုကိုတခိုးလို့တာဆွဆဲထားတာနင်အဲ့ဒါမလို့ကြာပြီလွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်တည်းကနေပြီးတော့တယောက်တည်းနေလာတာဘယ်သူနဲ့မှမပေါင်းဘာဖြစ်လို့လဲဆိုတော့အဲ့လိုပေါ့စောက်စိတ်တဲ့မမှန်တာတွေကများတယ်တော့အိမ်မှာစောက်စိတ်တဲ့မမှန်တာတွေကများတော့ကိုတယောက်တည်းနေလာပဲကောင်းတယ်ဆိုပြီးတော့တယောက်တည်းလှုပ်လှုပ်တယ်လှုပ်တယ်လည်းကိုတယောက်တည်းရှာတယ်တော်တော်ဘယ်သူမှမမေးတော့ဘူး ပေးရဆိုဟင်းကောင်းကောင်းလေးဆက်တယ်။ဟုတ်ကောဒီရလေးတောက်ရှင်အရလေးတောက်ရှင်တယောက်တည်းပဲအိမ်မှာတောက်တယ်။သူနဲ့မှလည်းမတွေ့တော့ကိုယ့်ကိုယ်ပဲနေနေ။အဲ့လိုစောက်စိတ်တဲ့မမှန်တဲ့ကောင်လေးများနေလို့နေနေကြားရရအောင်မှအဲ့လိုပြန်လောက်လိုက်တာအဲ့လိုဒီစောစောဒီခံရတယ်။အော်လို့အော်လွန်ခဲ့တဲ့9နှစ်လောက်ကစိတ်နေဆိုတော့ဒီကောင်ကတော့ပြီးပြီလို့အကောင်လုံးကတော့ချက်ဒီကိုယ့်ကောင်တော့မှာပဲလို့ အခုလည်း TikTok ထဲမှာရှိပါတယ်အဲ့မှာဟုတ်ပြန်နော်ယောက်ျားဖြစ်ပြီးတော့ယောက်ျားစကားမပြောဘူးစကားပေါ့လို့ပဲသာပြောလူတွေကဆွဆဲနေဆွဆဲဆိုတော့တကယ်တော့ကို့အမှားပေါ့နော်ကိုကသူ့ဆွဲကြိုးစီးကျူးလိုက်တာဟာဆွဲကြိုးကြီးနဲ့မင်းအဆင်ပြေနေရပဲဘာညာဒီလိုစီးကျူးလိုက်တာပြောပြောသွားတဲ့အချိန်မှာကိုလို့ထင်တာပေါ့နော်အဲ့တော့ကျွန်တော်တတိပေးချင်တာကိုတကယ်ချင်းနဲ့မှာပဲဖြစ်ဖြစ်မိသားစုလည်းမှာပဲဖြစ်ဖြစ်ပေါ့အဲ့လိုတက်နိုင်တယ်ဘယ်လိုပြောလက်စွပ်တွေဝတ်လာတာအဆ လုံးမြန်မာလူမျိုးတွေကជីကျူးတယ်လေအလုပ်တွေဟာလက်စွပ်နဲ့မိုက်တယ်လှတယ်ဒီမှာလက်ကောက်လေးလှတယ်နိုင်လေးလှတယ်ပြီးရင်ဖုန်းကလည်းဖုန်းလေးလှတယ်မိုက်တယ်ငါကင်ကြည့်အောင်မပါညာအဲ့ဒီလူတွေပေါ့လောက်ကြတဲ့လူများတယ်ဆိုတော့တန်းနေလာမလောက်ပါနဲ့ဒီလိုသူတို့ဟာပြောရှာသွားခဲ့ရင်အဲဒီကောင်ကလူကျင်တယ်ဒီကောင်ကလူကျင်တယ်မဟုတ်လှတယ်လူပြောခဲ့တာပဲဒီကောင်များ white wall ငါစီရတယ်ဒီကောင်များ cool wall ဆိုပြီးအစစခံရတတ်တယ်သင်ငန်းစာပေါ့နော်သင်ငန်းစာတခုတော့ရသွားတာပေါ့နောက်တစ်ခါ ဘသူပဲဖြစ်ဖြစ်ဘာပစ္စည်းတွေပဲကင်တာကင်တာဘယ်တော့မှမရှိဘူးတော့လှတယ်လည်းမပြောမလှအောင်လည်းပြောသူကဈေးကြီးကိုမကလို့နောက်ဆုံးမှဖုန်းတွေပဲကင်ထားတယ်အဲ့ဒါမလို့လောက်ကတငငင်းကောင်လေးတည်းကတော့နောက်ဆုံးမှဖုန်း iPhone 16ဝယ်တာကိုရှိမှကိုင်းနေလှရလည်းမပြောမလှရလည်းမပြောမပြောရတော့ကြောက်သွားပြီတခါတည်းနဲ့ကိုလန့်သွားပြီဆွဆွဲခံတော်တော်ဆူဆူပဲစိတ်တည်းတွေပဲကြားတယ်ဘာမှလှုပ်ရှင်ကိုင်းနေတယ်မရှိရောစိတ်ထဲမှာတည်ရမှာဒါရက်တွေးနေငါ့ကိုအဲ့လိုဆွဆွဲဆိုပြီးတော့ စိတ်ထဲမှာတအားအတွေးကြီးများတာပေါ့အခုတလုံးအခုတော့လှုပ်ရှားလိုက်ပါပြီထားလိုက်တော့မယ်ကိုလို့ဆယ်ရှိရဆက်လုံမယ်ဒီလိုကောင်နေနဲ့လဲနောက်ထပ်မပတ်သက်မိအောင်ပေါ့နော်နောက်ထပ်အခေါ်ပြောမလုံမိအောင်နေတော့မယ်လို့ပဲဆုံးဖြတ်ဆက်ရှာထားတယ်ပေါ့အဲ့တော့ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြီးပါလီကာဒီတော့ပါပဲဒီဗျူဖိုင်လေးကြည့်ပြကျွန်တော်မက်ဆေ့ချ်မျိုးလေးလဲဘုဒ္ဓတာသင်ငန်းစာတခုရရှိလိမ့်မယ်လို့မြင်လင်းပါတယ်ဒီဗျူဖိုင်လေးကတော့ဒါဒီကိုရဲ့အတွေ့အကြုံတွေကို ပြန်လည်ပြီးတော့မျှဝေတည်ဆက်ပြီးတော့ဖြစ်ပါတယ်ပထမဆုံးဘေးဖိုင်လေးကတော့နေပြီးတော့ပြင်းမနာမျိုးရောင်နေဦးရွှေဆိုင်မှာဒါဓမြဝင်တိုက်တဲ့လီမြန်းညက်ကိုဖာစီရမီရဲ့ဒီတဲ့ရင်လေးကိုတည်ဆက်ပြီးတော့ဖြစ်ပါတယ်ဒီဗီဒီယိုလေးလည်းများသူငါတင်လို့ like share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ထပ်ရွှေစံကြီးတွေလည်းကျူတဲ့ကကွယ်ပစ္စည်းလေးအောင်ပြန်လည်ဝင်မဲ့ display ခြင်းဖြစ်တဲ့ဒီဗီဒီယိုလေးပတ်သက်ပြီးတော့မျိုးရဲထင်မိဆက်တဲ့ကိုလည်းကျွန်တော် comment မှာမျက်ချက်ပေးကလေးရလို့ဝေဖန်ချင်ပြုနေမှာပြ။နောက်ထပ်သတင်းအစ်စ်တွေရရှိလို့ရှင်လည်းထပ်တင်ပေးပါအောင်မယ်။ နော် channel နဲ့ဘိုးသူတဲ့ရတဲ့အကြောင်းနဲ့ဆယ်ရီတင်းတဲ့ကိုမြဲတက်ဆက်ပြီးမှမို့ကျွန်တော် channel like ဆက် comment like ဆက်ရတယ်ဗီဒီယို notify ပေးလို့ပါနေခဲ့ပြီးဘိုးတော်ဆီကြပါတယ်ကျွန်တော် channel နေ့စဉ်နဲ့မှကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းချင်းကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆောင်ကြမယ်ဆက်ရ